လာကမြင်ကကျွန်တော်တို့ဒီ FDA ရုံနာလေးက FDA ရုံလန်းက1450နဲ့ခေါ်ရတဲ့အိမ်ကြီးဖြစ်ပါတယ်။ဆိုတော့လာကမြင်မှာကဒီလိုမျိုးချမ်းနေမှာအနည်းဆုံးက3000ကျော်နေပါကြောင့်1450ဖြစ်နေရလဲပေါ့နော်။နောက် channel လာကြည့်တော့ဒီမှာချက်လာကြည့်တယ်ဒီမှာအိမ်နံပါတ်တွေပါကြာနေတယ်73မြင်းဆောင်280ဆိုတော့ကဒါကကျွန်တော်တို့လာကမြင်မြေပေးမိတ်အပိုင်းမဟုတ်တော့ဘဲနဲ့ ကကြည်တန်းဘေးကလဲမှာရှိတဲ့ကောမဒီကောမဒီပေါ့နော်ဒီဒီ channel ပါလားဖလုံတော့ဖလုံတညော့ပညာတော့ဖလုံပညာတော့အဲ့ဒီဘက် channel အပိုင်းနေဆိုတော့ကဒါကဘာဖြစ်လဲဆိုတော့ golf green အနေသွားတယ်ဒါပေမဲ့အရှိမတိုက်အိမ်နေတိုက်အိမ်နေအများကြီးပြည့်ကျဲဒီဘက် channel မရောက်ဖြစ်ရတော့ကြာပြီနော်ဒီတော့ကဒီလိုမျိုးအနေထားလေးတခုမှတိုက်အိမ်တလုံးများညနေစာပေ60အနောက်ပေ80ကျွန်တော်တို့ဒီလာကမြင်ကကားကြီးတန်းအတိုင်းကို လောက်ထားတဲ့နေရာလေးတွေပေါ့နော်လမ်းနေထားရလမ်းရလည်းကျယ်တဲ့ဒါပေမဲ့အာလူသွားလူလာနေတော့အဲ့လိုမျိုးနေထားလေးတော့ရှိရဲ့နောက်ပြီးတော့အစိုးရပိုင်နဲ့မဟုတ်တော့လမ်းမခင်ပေးဘူးပေါ့နော်အဲ့လိုမျိုးနေထားလေးအာနေချက်တွေရှိတယ်။ဆိုပေမဲ့လည်းမြို့ပင်ဖြစ်စေခါမူဒါလေးကသူ့ခြံကွန်ကရစ်တိုင်လေးနဲ့တန်စကားလေးနဲ့ဒီမှာတိုက်အိမ်လေးတစ်လုံးနဲ့ဒီမှာရေတွင်းနဲ့နော်တိုက်အိမ်လေးတစ်လုံးလှကမြင်မှာဘယ်လိုပဲပြောပြောဒါတွေကများမကြမီ ဖြစ်လာတော့မယ့်အနေအထားလေးတွေပေါ့နော်ညှော်လင်းလို့ရတယ်မရေတွင်းရေတွင်းဆိုလဲရှိုးအိုးရေတွင်းလည်းကောင်းတယ်နော်ရေတွင်းကောင်းတယ်ကြုံစိတ်ဝင်စားဒီတိုက်ဘာလာလို့လဲဆိုတော့တိုက်အိမ်ကိုလာခင်မြန်မာဒီချန်အချိန်နဲ့ဒီဈေးနဲ့ရတယ်ဆိုတော့ကတော်တော်လေးစဉ်းစားကြရပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုက်အိမ်ကိုမျက်မှန်နဲ့မတိုင်တော့ဘယ်နဲ့ကျွန်တော်အနေနဲ့တေချာမြေပြင်မှာ ground မှာတိုင်လိုက်မယ်နော် ဆိုတော့ကတိုင်ကြည့်မယ်နော်သူအိမ်ကပုံမှန်ကြာနာတစ်ခုရှိတယ်ဒါဖျားကန်းသူကအမှန်တော့ကွာဒီအိမ်လေးကိုဒီဘက်ခြမ်းမှာအကြံမဲဆောက်လာတာဒီဘက်ခြမ်းမှာသူအိမ်ထဆောက်မယ်ဒီတော့အိမ်ကဘလို့ဖြစ်လဲဆိုတော့သူအာနေချက်က transio ဝင်ဝင်ချင်းကအိမ်တကားပေါင်းရှာလို့မတွေ့ဘူးအဲ့ဒီတစ်ခွက်တော့ရှိတယ်ဘာအယူတွေရှိလဲတော့မသိဘူးပေါ့နော်ဗုဒ္ဓဘာသာတွေအရာဆိုလို့ရှိရင်ဘလို့အယူတွေရှိမှာကျွန်တော်လည်းမသိဘူးဆိုတော့ကဒီမှာဒါသူအိမ်ကျ48ပြည်ရှိတယ် 48ပေးရှိရနော်အိမ်နောက်ဖေးအနေထားဒီမှာကျွန်တော်တို့ဒီမှာရေချိုးခဲရှိမယ်အိမ်နာရှိမယ်ရေစီရှိမယ်နော်ဒီဘက်ဘေးမှာတစ်ဖက်လုံးကဒီဘက်တစ်ဖက်လုံးကမြေပူအဲ့ပင်းတွေလည်းရှိတယ်အရိပ်လည်းရတယ်နော်အဲ့လိုမျိုးနေထားလေးရှိတယ်နောက်ပြီးတော့အာနေချက်လေးတခုတော့ကျွန်တော်ထပ်တွေ့တယ်ဘာလို့လဲဆိုတော့ဒီဘက်တချံကျော်မှာကဟိုတန်စကားဆက်ရောင်းနေပြဟာလား အဲ့ဆိုင်ကိုကျွန်တော်နည်းနည်းလေးဟိုဟိုရက်ကန်ခုတ်လို့ပြောတာ clock 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 တော့အစံတော့ထွက်နေအဲ့အာနေချက်လေးတခုတော့ရှိတယ်ဒါကိုလာကြည့်နေကိုတွေ့ပါမယ်ရှင်တခါလဲပြောလိုက်တာဒီဘက်အိမ်မျက်နှာစာအတိုင်းပဲอืม25ปีပဲวะ16ปีပေါ့เนาะ25ปีกว่าแล้วရှိแล้วล่ะตัวไอ้เบี้ยเนี่ยเนาะဒီมาကြည့် အိမ်လေးဆိုတော့တော်တော်ကောင်းအောင်လားနော်ဒီဘက်ခြမ်းလေးမှာရေမကြီးတော့သူတို့ကအိမ်ကိုလုံးဝမြေဆိုင်ပဲစောက်တာလားတွေ့မြင်ရလားမြေလုံးဝအဆိုင်ပဲမြေနဲ့ကန့်နေရောအဲ့လိုစောက်တာလားဆိုတော့ကကျွန်တော်အိမ်ထဲလေးကိုပေါ့နော်အကြံပြင်းလေးပြပေးမယ်မီမီတာဘောက်စ်တွေပါရင်လည်းအကောင်လုံးရှိတယ်ကျွန်တော်အိမ်တစ်ချက်လေးကိုပြလိုက်နော်ခဏပါမီတာဘောက်စ်တွေပါရင်အကောင်လုံးရှိတယ်ဆိုတော့ကဒါအိမ် ဘောညနေစာ15ပြီခွဲအနောက်ကိုပြီ90ဆိုတော့အဲ့အနေထားလေးပေါ့နော်ညနေကြတော့မရှိဘူးနော်အဲ့လိုမျိုးသွမိုလီနဲ့နောက်ပြီးတော့ရှေးရလဲအတန့်အဲ့လိုမျိုးနေထားရှိမီတာဘောက်စ်တဲမီးပိုင်အကုန်လုံးရှိပြီလားနော်အဲ့လိုမျိုးနေထားလေးတစ်ခုပါလုံးဝအဲအဲ့ရနေနေလူနေတာရှိတော့ကျွန်တော်ဒီတော့ပဲရိုက်ပြလိုက်ပြီပေါ့နော်โอเค ဆိုတော့ကမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးလှကမြင်လိုနေရာမျိုးမှာကာကြီးတန်းရောင်းရောင်းဘာရောင်းရောင်းပေါ့ဗျာကာကြီးတန်းရောင်းဘာရောင်းရောင်းအရှိမဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဘယ်နဲ့ချမ်းကြော်လဲအုံးချမ်းကြော်ဆိုလို့ရှိရင်လှကမြင်ကာကြီးတန်းရောက်ပြီဒီကောင်ကဂေါက်ကွင်းအနောက်ဖြစ်သွားတယ်ဗျာဒီတော့ကြိုက်အောင်ကြိုက်ဝဲပေါ့ပြောရမယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ဒီလိုမျိုးအနေထားလေးကိုကြိုက်နှစ်သက်တင်ဆိုလို့ရှိရင် ခြံလေးကမျက်နှာစာကျွန်တော်တို့မျက်နှာစာ P60 နောက် P80 တိုက်တလုံးပါတယ်တိုက်ရဲ့အကျယ်ဝန်လေးကမျက်နှာစာ15ပြခွဲအနောက်ကို48ပြဆိုတဲ့အနေထားလေးတစ်ခုမှာရေတွင်းနဲ့အပြင်နားမှာအိမ်လေးအတင်းလာဆောက်လို့ရတယ်ရေမမြုပ်တဲ့ကုံမြင့်ပိုင်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှင်ဆက်သွယ်မိများစုံစမ်းနိုင်ပါတယ်ပတ်ဝန်းကျင်မှာလည်းအိမ်ကြီးအိမ်ကောင်းတွေအများကြီးရှိတယ်ဒါတော့အလားအလာလေးတစ်ခုကိုမျှော်လင့်တယ်ဆိုလို့ရှင်ဒီနေရာလေးတွေကိုဝယ်ထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်